မင်္ဂလာပါခင်ဗျာဒီနေ့အတူတူလေ့လာကြည့်ကြမှာကတော့ဓမ္မတစ်ချက်နဲ့ကတကယ့်ကိုကြက်တီတွေရှိတဲ့အခန်းခန်းဟုတ်ကဲ့ effect over တာစာအခန်းကြီးတစ်ပဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါရှင်ဒီအကြောင်းအရာတွေအတွက်တော့ the wise believers ကပြုစုထားတဲ့အချက်လက်တွေကိုအခြေခံထားပါတယ်ဆိုတော့ဒီအခန်းနဲ့ကဝိညာဉ်ရေးရာကောင်းကြီးတွေတွင်တင်ချက်တွေအဲ့ဒါတွေကိုနည်း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 ဆွေးနွေးကြည့်ချင်ပါတယ်ဟုတ်ကဲ့ effect အခန်းကြီးတကလည်းတကယ်ကိုဝိညာဉ်ရဲ့ယတနာတိုက်ကြီးတစ်ခုလိုပါပဲဖျားတခင်ရဲ့ကျေးဇူးတော်ခရစ်တော်အားဖြင့်ပြင်ဆင်ထားတဲ့အစီအစဉ်တွေယုံကြည်သူတွေအတွက်ရည်ရွယ်ထားတဲ့ဟိုကြီးမြတ်မှုတွေအဲ့ဒါတွေကိုစူးစီးဖော်ပြထားတဲ့အခန်းတစ်ခုပေါ့နော်ဟုတ်ပါတယ်ကဲဒါဆိုအရင်ဆုံးဒီအခန်းရဲ့အထာသို့ဖော်စည်းပုံလေးကိုအကြံဖြင့်ကြည့်ကြရအောင်အစမှာတော့အခန်းငယ်တင့်တဲ့နှစ်မှာတမန်တော်ပေါ်လူရဲ့နှုတ်ခွန်းဆက်စကားနဲ့စာထားတာဟုတ်ကဲ့ထုံးစံအတိုင်းပေါ့ဒါမဲ့စိတ်ဝင်စားဖို့ကောင်းတာက အဲ့နောက်မှာတန်းပြီးတော့လေအဓိကအကြောင်းအရာဝိညာဉ်ကြီးရကောင်းချီးတဲ့အတွက်ဖရားဖို့ချီးမွမ်းတဲ့အပိုင်းအခန်းငယ်တုံးတဲ့ဆလေးကိုတန်းရောက်သွားတာပဲအဲ့ဒါကပေါလုရဲ့စိတ်ချင်းမှာဒီအကြောင်းအရာတွေကဘလောက်တောင်လွမ်းမိုးနေသလဲအဲဂျေဇုတင်စိတ်ဘလောက်ပြည့်လဲနေသလဲဆိုတော့ပြသလို့ပဲနော်နှုတ်ဆက်ပြီးတာနဲ့တန်းချီးမွမ်းတာကတကယ်ထူးခြားတဲ့ဟုတ်ပါအဲ့တော့မှတော့ဆက်ပြီးတော့ယူကြည့်ဒူလေဒီအရာတွေကိုပိုနားလေပို့ပေါ်လိယေစုတောင်းချက်အပိုင်း အခန်းငယ်စနစ်တည်း16လာတယ်။အင်းပြီးတော့မှအခန်းငယ်20ကနေ23ထိကခရစ်တော်ရဲ့အီမတန်ကြီးမြတ်တဲ့ချီးမြှောက်ခံရခြင်းနဲ့အဲ့ဒါကအသင်းတော်နဲ့ဘလို့ဆက်ဆက်နေတယ်လဲဆိုတော့ဖော်ပြထားတာပေါ့။ကောင်းပြီ။ဒါဆိုအဓိကအနစ်ချုပ်လို့ပြောလို့ရတဲ့အခန်းငယ်3ကနေ14ကိုအရင်စချကြတာပေါ့။အဓိကတော့ချက်ကဘာလဲဆိုတော့ယုံကြည်သူတွေဟာကောင်းကင်ဘုံနဲ့ဆိုင်သောဝိညာဉ်ရေးရာကောင်းချီးမင်္ဂလာ အမျိုးမျိုးကို ခရစ်တော်အားဖြင့်ဟုတ်တယ်နော်ခရစ်တော်အားဖြင့်ရရှိထားပြီးသား ဆိုတာပဲငယ်တုံးယူကျေးစုတော်တတ်တတ်ကြောင့်ဆိုတာကိုတကယ်အလေးပေးထားတယ်ဒီကောင်းကြီးတွေထဲကအဓိကအချက်တချို့ကိုကြည့်အောင်လေအင်းပထမဆုံးအရေးကြီးဆုံးကောင်းကြီးတစ်ခုပေါ့အခန်းငယ်၄ကနေ၆မှာဖော်ပြထားတယ်အဲ့ဒါကဘုရားသခင်ကယုံကြည်သူရဲ့ကိုကဘာမတီမီကပင်ရွေးချယ်ထားပြီးတော့တားအဖြစ်တတ်မှတ်ထားတယ်ဆိုတာပဲဟုတ်ကဲ့ဒီအချက်ကတော်လိနည်းနည်းတယ်နော်ကဘာမတီမီကရွေးချယ်တယ်ဆိုတာကလူဘက်ကဘာအရေးချင်းမှမပါဘူးဟုတ်တယ် ဘာမှလုပ်လို့ရတာမဟုတ်ဘူး။ဖျားသခင်ရဲ့အကျွင့်မဲ့အစီစဉ်ကိုရိုင်းရဲ့အချို့အခြားအာဏာနဲ့ကြိုတင်တိမိမှုအပေါ်မှာပဲအခြေခံထားတယ်ဆိုတဲ့သဘောပဲ။အဲ့ဒါဆိုမင်းစရာရှိတာကဘာကြောင့်အဲ့လိုရွေးချယ်ရတာလဲ။ဘာကြီးရွေးချက်လဲပေါ့။အဲအခန်းငယ်၄မှာပဲအဖြစ်ကိုတွေ့ရတယ်လေငါတို့ဒီဘုရားသခင်ရှိတော်၌တန်ရှင်း၍အပြစ်ကင်းစင်သောသူဖြစ်စေခြင်းကဆိုပြီးတော့အော်ဟုတ်ကဲ့ဟုတ်ကဲ့ရွေးချယ်ခြင်းရဲ့ရည်ရွယ်ချက်ကကိုရောရဲ့ရှင်မှာမေတ္တာအပြည့် တန်ရှင်ဒီအပြစ်ပြောစရာမရှိတဲ့အသက်တာမျိုးနဲ့အသက်ရှင်ဖို့ဖြစ်တယ်လို့ဆိုတော့တာပေါ့။음။ပြီးတော့တားအဖြစ်တတ်မှတ်ခြင်းဆိုတာရော။ဟုတ် adoption ပေါ့။အဲ့ဒါလေဖီးယားသခင်ကကျမတို့ကိုသူ့မိသားစုတွေကိုတရားဝင်ခေါ်သွင်းလိုက်တာ။ပြီးတော့တားသမီးတွေရဲ့အခွင့်အရေးအားလုံးကိုအကုန်ပေးတာ။ဒါကမွေးကလေးကရတာမဟုတ်ပဲနဲ့ကိုတော်ရဲ့ရွေးချယ်မှုကျေးဇူးတော်ကြောင့်တတ်တတ်ပဲ။ကောင်းပါပြီ။နောက်ထပ်အလွန်အရေးကြီးတဲ့ကောင်းချီးတစ်ခု အခန်းငယ်9နဲ့10မှာပါတဲ့တားတော်ယေရှုခရစ်ရဲ့အသွေးတော်အားဖြင့်ရွေးနှုတ်ခြင်းနဲ့အပြစ်လွတ်ခြင်းခံရတယ်ဆိုတာပဲဒီရွေးနှုတ်ခြင်းဆိုတဲ့စကားလုံးကလည်းဘာကိုအတိအကျဆိုလိုတာပါလဲရွေးနှုတ်ခြင်း redemption ဆိုတာကလေဟိုကျွန်မဘဝလိုမျိုးပေါ့ချီနောင်မှုတစ်ခုခုကနေအဖိုးခပေးပြီးတော့ပြန်လည်လွတ်မြောက်အောင်လွတ်ပေးတာကိုဆိုလိုတာอืมအဖိုးခပေးရတယ်ဟုတ်ကဲ့ဒီနေရာမှာပြီးဆက်ရတဲ့အဖိုးအကကအခြားဘာမှမဟုတ်ဘူး ယေရှုခရစ်တော်ရဲ့တံပိုးဖြတ်လို့မရတဲ့အသွေးတော်ဖြစ်နေတာအဲ့ကောအပြည့်ရဲ့ကြီးကျွန်းဘွားကနေကျမတို့လုံးဝလွတ်မြောက်စေဖို့လိုအပ်တဲ့အဖို့ခါကိုအပြည့်ဝပေးဆက်လိုက်တာမျိုးပေါ့အခန့်ငယ်ခွန်မထပ်ပြောထားတဲ့ကျေးဇူးတော်ကျွဲဝါဒီအတိုင်းနဲ့ဟုတ်ကဲ့ဆိုတော့ဒီရီနိုချင်းကဖယားသခင်ရဲ့အဆုံးမရှိတဲ့ကရုဏာတော်ရေရွမှုကြောင့်ပဲဖြစ်တယ်ဆိုတာကိုထပ်ပြီးအလေးပေးထားတာပါဟုတ်ပါပြီတတိယကောင်းချီကတော့အခန့်ငယ်73နဲ့74မှာတွေ့ရတယ်တန်ရှင်းမို့ဝိညာဉ်တော်အားဖြင့် တန်းစိတ်ခတ်ချင်းခံရတယ်ဆိုတာအမွေခံရဖို့အာမခံချက်လို့လဲဆိုရယ်နော်ဒီတန်းစိတ်ခတ်ချင်းကဘာကိုဆိုလို့ရလဲအဲရှေးကကတန်းစိတ်ခတ်တယ်ဆိုတာကလည်းအတိက၃ချက်လောက်ကိုပြောတယ်လို့ပြောလို့ရတယ်တခုကပိုင်ဆိုင်မှု ownership ပေါ့ပိုင်ဆိုင်မှုဟုတ်ကဲ့ဟုတ်နောက်တစ်ခုကစစ်မှန်မှု authenticity ပြီးတော့လုံခြုံရေးဓမ္မမို့ကောက်ွယ်မှု security ပေါ့ဆိုတော့ယုံကြည်သူတွေဝိညာဉ်တော်အဖြစ်တန်းစိတ်ခတ်ခံရတယ်ဆိုတာကတိ ကျမတို့ဟာဖျားတိခင်ပိုင်ဆိုင်တဲ့သူတွေဖြစ်တယ်ဆိုတော့ပြရတယ်။နှစ်ကျမတို့ရဲ့ယုံကြည်ခြင်းကတင်ချင်းကစစ်မှန်တယ်ဆိုတော့အတူပြုချက်ဖြစ်တယ်။သုံးကတင်ချင်းကလုံခြုံစိတ်ချရတယ်ဆိုတော့ပြရတယ်။အာမခံချက်သဘောမျိုးပေါ့နော်။ဟုတ်ပါ။ဒါပြင်အခိုင်ငယ်ဆက်လေးမှာဝိညာဉ်တော်ကိုကတိထားတော်မူသောအမွေကိုငါတို့ဒီမြင့်ခံရမိတန်အောင်ငါတို့ရဲ့ရွေးနှုတ်ခြင်းဥကိုအာမခံတော်မူသောဆေယံဖြစ်ကြမူ၏လို့ဆိုထားတယ်။ဆေယံ ဟုတ်ဟုတ်ကဲ့ဆိုရာကဝိညာဉ်တော်ဟာအနာဂတ်မှာရမယ်ထာဝရအမွေအတအခုလငင်းရထားတဲ့အာမခံချက်စီယငွေတောက်ပိမန့် guarantee လိုမျိုးဖြစ်တယ်ဆိုတာပဲอืมဒါကတအူးချင်းအတွက်ကောင်းကြီးတယ်ပေါ့နော်တပြက်မှာအခန်းငယ်9နဲ့10မှာကြတော့ဖျားသခင်ရဲ့ပိုပြီးချက်ပြတ်တဲ့အစီအစဉ်ကြီးတစ်ခုကိုလည်းပြောထားသေးတယ်ကြက်ကဝါလာတစ်ခုလုံးနဲ့ဆိုင်တဲ့အစီအစဉ်ဟုတ်ကဲ့ဒီနေ့ကကောင်းကင်နဲ့မြေကြီးပေါ်မှာရှိတဲ့အရာအလုံးကို ခရစ်တော်ရဲ့လက်အောက်မှာတဆုတစီတွေဖက်စေဖို့ပြန်ပေါင်းစည်းဖို့ဆိုတဲ့ရည်ရွယ်ချက်ကြီးဒါတော်တော်အံ့ဩစရာပဲဟုတ်ပါတယ်ဒါပါဖယားတခင်ရဲ့အန်တီမရီမန်းချက်ပန်းတိုင်ကြီးလို့ပြောရမှာပဲအဖြစ်ကြောင့်ကွဲပြားနေတာတွေပစ္စည်းနေတာတွေစန့်ကျင်နေတာတွေအားလုံးကိုနောက်ဆုံးမှာခရစ်တော်ဥဆောင်ပြီးတော့ပြန်လည်တည်မြဲစေမယ်ပြီးတော့ ဖရာရဲ့အလိုတော်အတိုင်းစီးလုံးညီညွတ်မှုငင်တက်ချင်းရှိရဲ့အခြေငေကိုပြန်တီဆောက်မဲ့အစီအစဉ်ပေါ့ဒီအစီအစဉ်ကြီးရဲ့နောက်ကွယ်မှာတည်သေးချာချာအလုံလုံနေတဲ့သဘောတရားတစ်ခုရှိသေးတယ်လို့ခုနကပြောလို့တယ်လို့ပဲနော်အဲ့ဒါကသုံးပါတစုဖရာရဲ့ပူပေါင်းဆောင်ရွက်မှုဆိုတာဟုတ်ကဲ့အဲ့ဒါကဒီကောင်းကြီးတွေထဲမှာဘလို့ထင်ရှားနေလဲအခဲငယ်ထုံးကနေ14ကိုပြန်ကြည့်ရင်တက်ရှင်းနေတာပဲခမီးတော်ဖရာသခင်ကကဘာမတီမီကလေးကမေတ္တာနဲ့ရွေးချယ်တယ်တားဖြစ်ကြိုတင်သတ်မှတ်ပေးခဲ့တယ် ငယ်၄၆ကိုရောကစီစဉ်သူစီစဉ်သူဟုတ်ပြီဒါတော့ယေရှုခရစ်ကကိုအသက်နဲ့အသွေးကိုပေးဆပ်ပြီးတော့ကျမတို့ကိုအပြစ်ကနေရွင့်ထုတ်တယ်အပြစ်လွတ်ခြင်းပေးတယ်ငယ်၇၈ကိုရောကအကောင်အထည်ဖော်သူအကောင်အထည်ဖော်သူပြီးတော့သင်ရှင်းသောဝိညာဉ်တော်ကကျမတို့ရဲ့ကယ်တင်ခြင်းစစ်မှန်ကြောင်းအနာကအမွေအတော့အာမခံချက်ရှိကြောင်းကိုတန်ဆိတ်ခတ်ပေးတယ် ငယ်734ကိုရောကအတီးပြုတ်အာမခံပေးသူအတီးပြုတ်သူသုံးပါလုံးတသားတဲ့လှုပ်ရှားနေတာဝဟုတ်ပါဒီလိုပြီးပြည့်စုံတဲ့တသားတဲ့ကြတဲ့လှုပ်ဆောင်ချက်ကကဲတင်ချင်းဆိုတာဘုရားသခင်ရဲ့အတေးစိတ်ကြပြီးအန်အောဖွဲ့အစီချင်းကြီးဖြစ်တယ်ဆိုတာပြနေတာခြေစွတော့တတ်တတ်ပဲဟုတ်ပါပြီဒီလောက်ကြီးချဲ့တဲ့ဝိညာဉ်ရေးရအမှန်တရားတွေကိုချပြပြီးတော့ပေါ်လူကအခန့်ငယ်15ငန်း23မှာအေဖက်ယုံကြည်သူတွေအတွက်ဆူတောင်းပေးတာကိုတွေ့ရတယ် ။ထူးခြားတယ်လို့ထင်တာကပေါ်လူတောင်းတဲ့စုတွေကလော်ကီရတယ်မဟုတ်ဘူး။ဟုတ်ကဲ့။ပိုက်ဆံတော့ကျမကြီးတော့မဟုတ်ဘူး။မဟုတ်ဘူး။ဝိညာဉ်ရဲ့အနားလည်းမူထိုးထွင်းတည်မြဲမှုအတွက်ပဲဥတည်နေတာ။ဟုတ်ပါတယ်။ပေါ်လူကသူတို့ရဲ့ယုံကြည်ခြင်းနောက်ပြီးတခြားယုံကြည်သူတွေပေါ်ထားရဲ့မေတ္တာတွေကြားရလို့ဖျားကိုအရင်ဂျေဆုတင်ကြောင်းပြောတယ်လီ။ပြီးတော့မှသူတို့အတွက်အဓိကတောင်းတာတွေကဖျားသခင်ကသူတို့ကိုပညာနဲ့ဗျာဒိတ်တော်ရဲ့ဝိညာဉ်ကိုပေးဖို့ပညာနဲ့ဗျာဒိတ်တော်ရဲ့ဝိညာဉ်ဟုတ်ကဲ့ ဒါမှသူတို့ဖျားသခင်ကိုပေါ်ပြီးတကယ်တမ်းတိကျွမ်းနားလေလာမယ်ငေစခွန်းပြီးတော့ဖျားကသူတို့ကိုခေါ်ထားရဲ့ခေါ်တော်မူခြင်းကြောင့်ရမယ်ဖျားလင်းစရာကဘလောက်ကြီးမြတ်တလဲဆိုတာသိလာမယ်ငေစရှိอืมနောက်ပြီးတန်ရှင်းသူတွေအတွက်ဖျားပြင်ဆင်ထားရဲ့အမွေတော်ကဘလောက်ဖုံးနှီးပြီးကြွယ်ဝတယ်လဲသိလာမယ်ငေစရှိနောက်ဆိုးတစ်ခုကယုံကြည်သူလေးဖြစ်တဲ့သူတို့အတွက်အလောက်လုံနေတဲ့ဖျားရဲ့တကိုးတော်ကဘလောက်အတိုင်းဆက်မှုချီးကြီးမြတ်တယ်လဲဆိုတာသိလာဖို့ငေစကိုဒါတွေကိုတောင်းမဲတာ အခန်းငယ်၁၈မှာပါတဲ့စိတ်နှလုံးမျက်စိ eyes of your heart ကိုလင်းစေဖို့ဆူတောင်းတယ်ဆိုတာလေးကစိတ်ဝင်စားဖို့ကောင်းတယ်။ရုပ်မျက်စိကိုပြောတာမဟုတ်ပဲနဲ့အတွင်းစိတ်ရဲ့နားလည်နိုင်စွာဝိညာဉ်ရဲ့အမြင်ကိုဆူလိုတာထင်မယ်နော်။ဒီလိုဝိညာဉ်ရဲ့အမြင်ပွင့်ဖို့ကဘာလို့ဒီလောက်အရေးကြီးတာလဲ။အလွန်အရေးကြီးလာပေါ့။ဘာကြောင့်လဲဆိုတော့ဒီအခန်းအစမှာပြောခဲ့တဲ့ကောင်းကြီးတွေဖျားရဲ့အစီအစဉ်တွေယုံကြည်သူတွေရထားတဲ့အစဉ်အတန်းတွေက စာထဲမှာပဲရှိတဲ့သဘောတရားတွေမဟုတ်ဘူး။อืมတကယ်လက်တွေ့ဟုတ်တယ်။တကယ်လက်တွေ့အမှန်တရားတွေဖြစ်ကြောင်းကိုယ်လည်းပိုင်ဆိုင်ထားရဲ့အရာတွေဖြစ်ကြောင်းကိုယုံကြည်သူတွေကတကယ်တမ်းသိမြင်ဥပဒေလုံးနိုင်မှုလိုတာပေါ့။ဦးနှောင်းနဲ့သိုံမဟုတ်ဘဲနှလုံးသားနဲ့မြင်ပြီးခံစားသိလာတဲ့အခါကျမှယုံကြည်ခြင်းကတကယ်အသက်ဝင်လာမှလဲ။ဒီလိုနားလည်မှုမျိုးကကိုယ့်ဘာသာစူးစမ်းလို့ရတာမျိုးမဟုတ်ဘူးပေါ့။ မဟုတ်ဘူးပေါလုဆူတောင်းတယ်လို့ပဲဖျားသခင်ကပေးတဲ့ပညာနဲ့ဗျာဒိတ်တော်ကိုပေးတော့ဝိညာဉ်တော်အဖင်ပဲရနိုင်တယ်လို့ဆိုထားတာကြီးတယ်ဆိုတော့ကိုဥပမာအနေနဲ့အခန်းငယ်20ကနေ23မှာပြထားတဲ့ခရစ်တော်အပေါ်မှာဖျားပြုတ်ခဲ့တဲ့အမှုလေဟုတ်ကဲ့ခရစ်တော်ကိုတေခြင်းကနေထမြောက်စေတယ်ဖျားရဲ့လက်ရပါမှာထိုင်စေတယ် အုတ်ဆိုးခြင်းအာနာဇတ်တန်ခိုးအဆိုးရနာမည်မန်သမျှတဲ့မြောက်တင်ပြီးအရာအလုံးကိုသူ့ခြေအောက်မှာချထားလိုက်တယ်။ဟုတ်ပါတယ်။ဒါဟာဖျားရဲ့တန်ခိုးတော့ဘလောက်ကြီးမြတ်တယ်ဆိုတော့တက်သေးပြတာပဲ။အခိုင်မဆုံးတက်သေးပဲ။တည်ခြင်းကိုအောင်မြင်ပြီးဆက်ကြဝလာရဲ့အမြင့်ဆုံးနေရာမှာစိုးစံနေတဲ့ခရစ်တော်ကိုအသက်ပြန်ရှင်စေခဲ့တဲ့အဲ့ဒီတန်ခိုးတော့အဲ့ဒီတန်ခိုးတော်မျိုးကအခုယုံကြည်သူတွေရဲ့အသက်တာထဲမှာလည်းအလုံးလုံးနေတယ်ဆိုတာကိုပေါ်လို့ကသိစေချင်တာ။အင်းတက်တကယ်အားရှိစရာပဲ။ ဒီနေရာမှာအထူးသတိပြုရမှာကအခန်းငယ်22နဲ့23မှာဖျားသခင်ကခရစ်တော်ကိုအရာအလုံးရဲ့အထွတ်ထစ်ဖစ်စေုံတမကကနော်အဲ့ဒီလိုအမြင့်ဆုံးခရစ်တော်ကိုအတင်းတော်အဖို့အလုံးကအထွတ်ထစ်ဥကောင်းဖစ်ပေးရထားတယ်ဆိုတာပဲအတင်းတော်အတွက်ဒါကတော်တော်လေးအကြီးလေးခြေဆက်မှုပဲဆိုလိုတာကခရစ်တော်ရဲ့အုပ်ရှုံးမှုတန်ခိုးတွေကအတင်းတော်နဲ့တိုက်ရိုက်ဆက်ဆက်နေတယ်ပေါ့ဟုတ်ကဲ့အခန်းငယ်23မှာသူအတင်းတော်ကခရစ်တော်ဤကိုဖြစ်ရွေး အလုံးစုံတော်ကိုအလုံးစုံတော်စွန်ပြည့်စုံတော်မူတော်သူဤပြည့်စုံခြင်းဖြစ်တည်းဆိုတာကတော်တော်နဲ့နဲ့တယ်ဗျာဒီအတင်းတော်နဲ့ခရစ်တော်ရဲ့ဆက်နွယ်မှုဒါကိုဘယ်လိုနားလည်ရမလဲဒါကခရစ်စတန်ရရမူလားအလွန်နဲ့နေပြီးအရေးပါတဲ့အချက်တစ်ခုလေခရစ်တော်ကဥကောင်းအတင်းတော်ယုံကြည်သူတွေရဲ့စုဝေမှုကကိုခန္ဓာဆိုတာကအရင်ရင်းနှီးပြီးခွဲလို့မရတဲ့သလုံးတော်တဲ့ဖြစ်ခြင်းကိုပြတာ ဥကောင်းနဲ့ကိုခန္ဓာလိုပဲပေါ့ဟုတ်ကဲ့ဥကောင်းရဲ့အမိန့်အတိုင်းကိုခန္ဓာကလှုပ်ရှားရသလိုအသင်းတော်ကခရစ်တော်ရဲ့ဥဆောင်မှုအောက်မှာအသက်ရှင်ရတယ်တစ်ချိန်တည်းမှာပဲကိုခန္ဓာကဥကောင်းရဲ့ရည်ရွယ်ချက်တွေကိုလောကမှာလက်တွေ့အကောင်းအထည်ဖော်တဲ့အရာဖြစ်နေပြန်ရောอืม အလုံးစုံတို့ကိုအလုံးစုံတို့နဲ့ပြည့်စုံတော်မူသောသူ၏ပြည့်စုံခြင်းဆိုတဲ့အပိုင်းကတော့အသင်းတော်ကခရစ်တော်ရဲ့တရှိခြင်းဖုံးတန်ခိုးပြည့်စုံမှုတွေကိုလောကမှာထင်ရှားစေတဲ့နေရာခရစ်တော်ရဲ့အမှုတော်ကိုဆက်လုပ်နေတဲ့ကိုခန္ဓာဖြစ်တယ်လို့ဆိုလိုပါတယ်။ဒါကြောင့်အသင်းတော်ကခရစ်တော်နဲ့ခွဲလို့မရဘူး။ဖျားရည်ထားဝယ်အစီအစဉ်မှာရန်အရေးပါတဲ့အခန်းကဏ္ဍနဲ့ပါဝင်နေတာ။ကောင်းပါပြီ။တော်တော်လေးကြွယ်ဝတဲ့တွင်တင်ချက်တည်းကောင်းကြီးတွေနည်းနည်းတဲ့စနွယ်မှုတွေဆွေးနွေးခဲ့ပြီးပြီပေါ့နော်။ဒီအားအလုံးကလက်တွေ့အသက်တာအတွက် အခုကျန်းစာဖတ်နေတဲ့သူတွေအတွက်ဘလို့အကျိုးသက်ရောက်မှုရှိနိုင်မလဲစင်ကျင်စရာလေးတွေနည်းနည်းတော့ကြည့်ကြအောင်။ကောင်းပါတယ်။ပထမဆုံးကတော့လေကိုယ့်ရဲ့တန်ဖိုးကိုယ့်ရဲ့လုံခြုံမှုနဲ့ပတ်သက်ပြီးစင်ကျင်လို့ရတယ်။ကဘာမတီမီကတဲ့ကဖျားရဲ့မေတ္တာနဲ့ရွေးချယ်ခံထားရတဲ့ဒါဖြစ်သက်မခံထားရတဲ့ငယ်လေးချောင်းဆိုတဲ့အသည့်ကကိုယ့်တန်ဖိုးကိုလေကိုယ့်ရဲ့လုံနိုင်စွမ်းအောင်မြင်မှုပိုင်ဆိုင်မှုဒါမှမဟုတ်တခြားသူတွေဘယ်လိုမြင်လဲဆိုတာရဲ့အပေါ်မှာမမူတည်တော့ဘူး။ဟုတ်တယ်။အဲ့ဒါဒီပေါ်မှာအခြေမခံတော့ဘူး။ဟုတ်ကဲ့ ဖရာရဲ့မပြောင်းလဲတဲ့မေတ္တာနဲ့ကြီးစုတော်အပေါ်မှာပဲတိဆောက်ဖို့ခွန်အားပေးတယ်။ဒါတကယ်အရေးကြီးအချက်ပဲ။ကိုကိုကိုတန်ဖိုးမရှိဘူးလို့ခံစားရခြင်းနဲ့အဲမလုံခြုံဘူးလို့ခံစားရခြင်းနဲ့မှာဒီမန်တရားကပြန်ပြီးတော့အားဖြည့်ပေးနိုင်တယ်။ငါဟာဖရားရဲ့ချစ်ချင်းခံရတဲ့တာသမီတယောက်ပါလားဆိုတဲ့အတိကလွတ်လပ်မှုရဲရင်ချင်းကိုပြနိုင်တာပေါ့ဟုတ်ကဲ့ဒီလိုတံပိုးထားခံရတဲ့အတွက်အခန်းငယ်လေးမှာဆိုတလို့ပဲမိတ္တာတရားနဲ့တန်ရှင်ကျွတ်မှာအတက်ရှင်ဖို့လဲစီဆောင်မှုရစေတာပေါ့မှန်ပါတယ် ။နောက်တစ်ချက်ကတော့ရွေးနှုတ်ခြင်းရဲ့အဖို့အခါကို အမြဲတရားပြီးတံပိုးထားဖို့ပါငယ်ခွန့်ရှိ။ယေရှုခရစ်တော်ရဲ့အသွေးတော်ဆိုတဲ့အမတန်ကြီးမားတဲ့အဖို့အခါနဲ့ပေးဆက်ပြီးမှရလာတဲ့အပြည့်လွတ်ခြင်းလွတ်မြောက်ခြင်းဖြစ်တယ်ဆိုတာကိုစင်ကြင်လေးလေးဖခင်ရဲ့ဂျေဇုတော်ကို ပို့ပြီးနှစ်နှစ်ချမ်းချမ်းဂျေဇုတင်တက်လာလေးပဲ။ဟုတ်ကဲ့။ဒါကကိုအသက်တာဘလောက်တန်ဖိုးရှိတယ်လဲဆိုတာသိစေတယ်။ ပြီးတော့အပြစ်ကိုပေါပေါဆဆသဘောမထားတော့ဘဲနဲ့ဖះနှစ်သက်တဲ့အသက်တာမျိုးနဲ့အသက်ရှင်ဖို့တွန်းအားပေးတာကိုဟုတ်ပါရဲ့ပြီးတော့တန်ရှင်းသောဝိညာဉ်တို့ရဲ့တန်စိတ်ခံခြင်းအဲ့ဒါကိုအာကိုရတီဖို့လဲအရေးကြီးတယ်နော်ငယ်ဆက်သုံးစလီဟုတ်ကဲ့ကတဲ့ချင်းကလုံကြုံတယ်အာမခံချက်ရှိတယ်ငါဟာဖះပိုင်ဆိုင်တယ်ဆိုတဲ့အသည့်ကဘောမှာအခက်ခဲလေးစမ်းသမှုတွေကြုံလာတဲ့အခါ ကြောက်ရွံ့မှုတွေစိုးရိမ်မှုတွေကိုယော့ပစေတယ်။ယုံကြည်ခြင်းမှာခိုက်ခိုက်မြမြရက်တင်နေဖို့ခွာပေးတယ်။နောက်ဆုံးအနေနဲ့ပေါ်လူရဲ့ဆူတောင်းကြငဲစခိုးတဲ့စကိုကနေတင်ကန်းလာယူပြီးတော့လေပိုပြီးနှဆိုင်တဲ့ဝိညာဉ်ရေးဟာအသိပညာနားလည်မှုကိုဆက်ပြီးရှားဖွေဖို့လိုအကြောင်းတတိယစေခြင်းမှာတဲ့။အသိပညာမှာယွမ်းမနေပဲနဲ့ပေါ့။ဟုတ်ကဲ့။ ကိုညံနဲ့နားလည်ဖို့ကြိုးစားတာထက်ဖျားစီကပညာနဲ့ဗျာဒိတ်တော်ကိုတောင်းခံဖို့စိတ်နှလုံးမျက်စီလင်းစေဖို့ဆူတောင်းဖို့ပေါ်လူကိုယ်တိုင်ကစံနမူနာပြခဲ့တာလေဒီလိုဝိညာဉ်ရဲ့နားလည်မှုကဖျားရဲ့တန်ခိုးတော်ဟာဟိုးတမိုင်းတဲ့ကခရစ်တော်အတွေ့ပဲမဟုတ်ဘူးအခုယုံကြည်သူရဲ့နေ့စဉ်အသက်တောင်မှလည်းအလုံးလောက်နေတယ်ဆိုတာကိုသိမြင်စေမှာပါဟုတ်ကဲ့ ဒါဆိုရင်အေဖက်အဝါဒစာအခင်ကြီးတည်ရအဓိကပေးချင်တဲ့တင်စကားကိုအနစ်ချိုပြရင်တော့ယုံကြည်သူတွေဟာကိုယ့်အရေးချင်းစူးစမ်းမှုကြောင့်လုံးဝမဟုတ်ပဲဘုရားရဲ့ကျေးဇူးတော်နဲ့ကိုတော်ရဲ့ထားဖို့ရအစီအရင်ကြောင့်ခရစ်တော်ယေရှု၌ပေါ်တော်မယုံနိုင်လောက်အောင်ကြီးမြတ်တဲ့ဝိညာဉ်ရေးအားအခွင့်အရာတွေကောင်းကြီးမင်္ဂလာတွေမင်းမြတ်တဲ့အဆင့်အတန်းကို အခမဲ့ရရှိထားပြီးသားဖြစ်တယ်ဆိုရပါပဲဟုတ်ကဲ့ပဲဖေကရှင်ဒီအမှန်တရားကိုသိနာလေခြင်းက ဖရာသတိကိုအမြဲတမ်းချီးမွမ်းခြင်းကျေးဇူးတင်ခြင်းစီကိုပို့ဆောင်တင်တယ်လို့ဒီခန်းကလမ်းညွှန်နေတယ်လို့ဆိုရမှာပေါ့ဟုတ်ကဲ့ရှင်ဒီဆွေးနွေးမှုရဲ့အဆုံးမှာနားထောင်သူတွေအတွက်ဆက်ပြီးစဉ်းစားစရာလေးတစ်ခုချန်ထားခဲ့ခြင်းပါတယ်အခန်းငယ်20မိနစ်နဲ့23မှာခရစ်တော်ဟာအသင်းတော်ရဲ့ဦးခေါင်းအသင်းတော်ကကိုရောရဲ့ကိုခန္ဓာအရာခတ်သင်းကိုပြည့်စုံစေတဲ့ ကိုရောရဲ့ပြည့်စုံခြင်းကိုဖော်ဆောင်တဲ့အရာဖြစ်တယ်လို့ဆိုထားတယ်လေဒီလိုခရစ်တော်နဲ့အတင်းတော်ကြားကအင်တာနက်ဆိုင်တဲ့တလုံးတဝါတဲ့ဖြစ်ချင်းအပြန်လက်မိခုံမှုကယုံကြည်သူတဦးချင်းစီရဲ့ဖခင်နဲ့ပတ်သက်ဆက်နွယ်ပုံကိုဘယ်လိုတက်ရောက်မှုရှိစေနိုင်မလဲอืมစိတ်ဝင်စားစရာမေခွန်းပဲဟုတ်ကဲ့ဒါပြင်ယုံကြည်သူအချင်းချင်းကြားကဆက်ဆံရေးတွေပဝင်းကျင်လောကနဲ့ဆက်ဆံရေးတွေကိုရောဘလို့ပုံသွင်းပြောလဲစေနိုင်မလဲဒီမေခွန်းရဲ့အဖြစ်ကိုကိုယ်တိုင်ဆက်လက်ပြီးတော့ရှာဖွေဆင်ခြင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ရှင် โอเคဒီနေ့ AFO ဝါဒစာအခန်းကြီးတစ်ထဲကဒီလိုတန်မှုရှိတဲ့အကြောင်းအရာတွေကိုအတုတကွာစူးစမ်းလေ့လာခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်